ကြံခဲ့တဲ့နှစ်ရာသီဆက်အာဆင်နယ်တင်းရဲ့ကွင်းလမှာထိတ်တန့်ခြေစွမ်းပြီးပြသနိုင်ခဲ့တဲ့ခပရင်မာတင်အိုရီကက်ဒီယာဒီမှာဘာကြောင့်ခြေစွမ်းနေကြဆင်းသွားလဲကျွန်တော်တွေ့ရှိထားတဲ့အချက်၄ချက်ညနေခင်းမှာတော့ကျွန်တော်စိတ်ရိုက်တဲ့ရင်လေးပုံမရတာဖြစ်တဲ့အတွက်အခုတလောလူပြောများနေခဲ့တဲ့မာတင်အိုရီကက်နဲ့ပတ်သက်ပြီးတော့အကောင်းအဆိုးသူနဲ့ပတ်သက်ပြီးကျွန်တော်ထုတ်လုပ်ထားတဲ့အချက်၄ချက်ကိုတုံးသက်ပြီးသွားမှာပါနံပါတ်၁ အဲ့ဒါကတော့မာတင်အိုဒီကက် အရှိကိုပေးပို့ရလောက်တဲ့အထိ quality အထောင်တိုက်စကားမှာမရှိတာပုံမှန်အပြင်ကြည့်မယ်ဆိုရင်တော့ playmaker တယောက်ဖန်တီးသူတယောက်ကအဓိက duty ကဖန်တီးပေးပို့ဖို့ဒါပေမဲ့တစ်ဖက်မှာပြန်ကြည့်မယ်ဆိုရင်သူဖန်တီးတာကိုကောင်းကောင်းအသုံးချနိုင်တဲ့အထောင်တိုက်စကားမှာအာဆီနယ်မှာမရှိဘူး အရှိရာဒီအစာရင်းမှာဒီကစားသမားခြေစွမ်းတချို့ပြနိုင်ခဲ့တယ်အဲ့တုန်းကခါရဘက်ရှိတယ်ဂါဘရီယယ်ဂျေဆုရှိတယ်အဲ့ကစားသမားနှစ်ဦးစလုံးဒီ finishing ရတချို့ခိုက်တက်နေမှာညံ့နေဆိုပေမဲ့မာတင်အိုဒီကက်နဲ့တွဲဆော့လို့ရလောက်တဲ့ quality အတိုင်းအတာတစ်ခုထိရှိတယ်သူတို့ဒီထိတ်တန်းကစားသမားတွေတော့မဟုတ်ကြဘူးသို့တော့ ူတို့ရဲ့ zone rotation ရွေရှားမှုတွေအရန်ကောင်းတာဖြစ်တဲ့အတွက်မာတင်အိုရီကဖန်တီးပြီးရင်ဖန်တီးသလောက်အသင်းရဲ့ impact က striker zone မှာတော်တော်လေးမြင့်သွားတယ်ဒါတော့မှဒီ quality နဲ့တော့မှမာတင်အိုရီကကအဲ့လောက်ထိအလုပ်ဖြစ်ခဲ့ရင် goalkeeper တို့လို sasco တို့လို iset တို့လို့ကစားသမိုင်းတိုင်းရောက်လာခဲ့ရင်မာတင်အိုရီကစိတ်ကြိုက် vision ကောင်းကောင်းနဲ့ create လုပ်လို့ရမယ့်အပိုင်းတွေအများကြီးပဲအဲ့ဆိုဂျေဆုကိုခိုင်ဘက်ကိုကျွန်တော်တို့ injury ကြောင့်ဆုံးရှုံးလိုက်ရတဲ့နောက်ပိုင်းမှာအာဆင်နယ်အသင်းရဲ့တက်စီဆုံမှာအခုဝင်ဆော့နေတာကမီခေးမိန်တို့ ဒီအနေထားမှာမာတင်အိုဒီကမှမဟုတ်ဘူးတုံတုံကွင်းလေဖန်တီးရှင်ဆိုလို့ရှိရင်လေဖန်တီးသမျှတဲတဲ့ရည်သွန်ဖြစ်ဖို့များတယ်ဒါကျွန်တော်ဝင်းငါပိုင်းနဲ့မပြောသေးဘူးအထောင်တိုက်စစ် Force 9တူရဲ့ duty နဲ့အဲ့ဒီနေရာနဲ့တွဲပြီးဆော့မဲ့မာတင်အိုဒီကက်ရဲ့ creation ဘိုင်းကိုပဲကျွန်တော်တီးတန်ပြောသေးတာအဲ့ဒါနံပါတ်1အချက်ပဲအဲ့တော့ Harbert တို့ Jesus တို့ဘလောက်ပဲ goal သွင်းဖို့ညံ့မာတယ်ပြောပြောသူတို့ရဲ့လုံအားလုံးနဲ့ rotation နဲ့အိုဒီကက်နဲ့ချိတ်ဆက်ပြီးဆော့နိုင်စမ်းကအတိုင်းအတာတစ်ခုထိတောက်ပြီးအသင်းကိုရမတ်တီစူဆောင်းပေးနိုင်ခဲ့တယ်ဒါကတပိုင်းပေါ့လေဒုတိယတစ်ချက် အဲ့ဒါကတော့ quality ဝင်ကမရှိတာအဲ့ဒါလည်းစကားပြောတယ်စာကာရှိတုံးကမာတင်အိုရီဂတ်နဲ့တွဲဆော့ပြီး link up သွားတဲ့ပုံစံနေနဲ့နှစ်ယောက်သားရဲ့နားလည်မှုကပြောစရာမလိုဘူးကြံခဲ့တဲ့200ဒီဇက်မာတင်အိုရီဂတ်အသင်းမှာထိတ်တန့်ချီစွမ်းပြသနိုင်ခဲ့တယ်တကယ်လည်းကောင်းတယ်ဖန်တီးမှုတွေအများကြီးလုပ်နိုင်ခဲ့တယ်ဒါပေမဲ့ချီးကျူးဖို့လိုအပ်တာကမာတင်အိုရီဂတ်ရဲ့အလောက်ကောင်းမှုအတွက်သူ့ဘေးနားဇုံတွေကိုချဲထုတ်နိုင်တဲ့စာကာလိုမျိုး world class player ရှိတယ် ဒါပေမဲ့လက်ရှိအချိန်မှာမာတင်အိုရီဂက်ဘီနာမှာရှိတဲ့ပလေယာကနှစ်ဦးပဲရှိတယ်။အင်ဂျူရီကနေပြန်လာခဲ့တဲ့မာတင်နယ်လီနဲ့အခုမိနစ်တော်တော်များသူနဲ့တွဲဆော်ထားတဲ့16နှစ်နဲ့သားလေးအီတန်ဝန်နရီဝန်နရီကိုလည်းအပြစ်တော့ပြောလို့မရဘူး။အသက်က16နှစ်နဲ့ပဲရှိတယ်။ဒီနေထားမှာမာတင်အိုရီဂက်တွဲဆော်နေတဲ့ပလေယာညာချမ်းရင်းနဲ့နှစ်ယောက်ကသူတို့ပဲရှိတာ။ Trossard တို့ဘန်ဂျန်တို့ကဇုံရိုတီရှင်းနဲ့ဒီဘက်ရောက်လာဆိုပေမဲ့ Declan Wright တို့ Trossard တို့တစ်ဖက်က Louis Kelly တို့ကဒါဘယ်ချမ်းတိုက်စစ်စင်တဲ့အပိုင်းညာဘက်ချမ်းမှာဆိုရင်အိုရီဂက်နေနဲ့ ါတီအနောက်ကတက်လာမဲ့တင်ပါအရှိမဆိုဝန်နရီရှိရင်ရှိမရှိရင်မာတီနရီဒါနဲ့ပဲတွဲဆော့ရတာအဲ့လို့ဆိုတချိန်တော့ကျွန်တော်တို့တီးခဲ့တဲ့အာကြီးရဲ့နမေကျော်ညာချမ်းတိုက်စစ်တောင်းမှာဆိုရင်ဘန်ဝိုက်မာတီအိုဒီကတ်စာကာဆိုတဲ့၃ယောက်အတွဲဆက်မှာအိုဒီကတ်တယောက်ပဲရှိတော့တာကျန်တဲ့ယောက်မရှိတော့ဘူးဘောလုံးအာဇာနီကတယောက်တည်းဆော့ရတဲ့ကစားနီမဟုတ်ဘူးတင်းဝတ်နဲ့ဆော့ရတာ အဲ့ဒီမှာကိုနဲ့တွဲပြီးစောတဲ့ team mate ကကို့အပေါ်မှာနားလည်မှုရှိရင်ရှိသလောက်အသင်း impact ကမြင့်သွားတယ်အဲ့တော့မာနီအိုရီကခြေစမပြနိုင်တဲ့အချက်ကလည်းသူ့နဲ့တွဲဆော့တဲ့ကစားသမားတွေကကြံခဲ့တဲ့နှစ်နှစ်ကတွဲဆော့ခဲ့ရတဲ့ဘန်ဝှိုက်တို့စာကာတို့လိုအနေထိုင်မှုမဟုတ်တော့လို့ကြိုးတစ်ချက်နားလည်ဖို့လိုအပ်တယ်။ quality quality လို့မပြောချင်ပေမဲ့နားလည်မှု ကစားမတောင်းတောင်းနဲ့ကြားထဲမှာချိတ်သက်ဆော့တဲ့အပိုင်းတွေမှာလွဲချုံမှုရှိတာကအရှိကနှစ်နှစ်တွဲခဲ့တဲ့ကစားမိုက်မဟုတ်တာကိုလည်းကျွန်တော်တို့တစ်ချက်တော့နားလည်ပြီးဖို့လိုအပ်တယ်။အဲ့ဒါဒါမာတင်အိုဒီဂတ်ကိုကာဝယ်ပေးရမှာမဟုတ်ဘူးနော်။အခုလက်ရှိဖြစ်နေတဲ့အမှန်တရားပဲ။သူတို့အမြဲတမ်းတွဲပြီးဆော့ခဲ့တဲ့၃ယောက်မှာမာတင်အိုဒီဂတ်တယောက်ပဲတောင်းတောင်းမိချန်ခဲ့တာ။အဲ့ညာရန်တိုက်စစ်ဆုံးမှာအခုတင်ပါဘလောက်ကောင်းပါတယ်ပြောပြောဝန်နရီဘလောက်ကောင်းပါတယ်ပြောပြောမာတင်နယ်လီဘလောက်မြန်ပါတယ်ပြောပြောမာတင်အိုဒီဂတ်နဲ့အမြဲတမ်းတွဲဆော့ခဲ့တာဒီသူတို့မဟုတ်ခဲ့ဘူး။ Okay ။ကဲနံပါတ်၃ချက်အဲ့ဒါကတော့ပွဲဆက်များတာ ့အနေနဲ့ Norway အသင်းမှာသွားဆော့ပြီးပြန်လာတော့ injury ရခဲ့တယ်။အဲ့ injury ရပြီးပြန်လာပြီးနောက်ပိုင်းမှာ Norway မှာ9ရက်နေ့ Inter Milan နဲ့ပွဲစဉ်မှာဝင်ပြီးဆော့ပြီးနောက်ပိုင်းဂျားထဲမှာသူနားခဲ့ရဆိုတပွဲပဲရှိ။ Channel ပွဲစဉ်တွေအားလုံးသူဝင်ဆော့ခဲ့ရတယ်။ဒါကိုကြည့်ရင် Martin Odegaard အနေနဲ့ Arsenal သင်းရဲ့ညာချမ်းအတကင်မဖီမှာသူပြီးရင်သူပဲဆော့မယ်နေတာဖြစ်သွားတယ်။ကစားသမားတယောက်ပွဲတိုင်း performance ပြနိုင်ခြင်းမှာပြနိုင်လိမ့်မယ်။ဒါပေမဲ့ပွဲတိုင်းဝင်ဆော့ရပြီဆိုရင်တော့ quality ပါထိခိုက်လာတယ်အဲ့ဒါအမှန်တရားပဲ audio ကိုမသုံးအဲ့ attacking mafia မှာတခြားတယောက်ကိုသုံးမယ်ဆိုရင် arsenal မှာဘယ်သူရှိမလဲဘယ်သူမှမရှိဘူးပထမတော့ audio ကအရင်အဖြစ် warnery ကိုကျွန်တော်ရီမန်းထားခဲ့ပြီမဲ့စကိုင်းနေရာကိုဖြည့်ရှင်းဖို့အတွက် warnery ကိုအရှိတင်လိုက်တဲ့အခါမှာအဲ့ဒီညာချမ်း attacking mafia မှာ audio ကပွဲစဉ်နိုင်မယ်ဆိုတော့ကဲနံပါတ်၄ချက်ဟာဘတ်မရှိရဲ့နောက်မှာ high pressing ကိုဥဆောင်ရတာ ဒီချက်ကိုတော့ကျွန်တော်ပွဲတိုင်းနီးပါးတွေးမိတယ်အရင်တုန်းကခိုင်ဘက်ရှိတော့ခိုင်ဘက်ကဂိုးသမားစီကို die right high pressing တက်ပေးတဲ့အပိုင်းနေရှိတယ် off the ball movement တွေမှာဒါပေမဲ့အခုနောက်ပိုင်းမှာဒီဘယ်ဘက်ချမ်းမဆိုတော့ trosset ညာဘက်ချမ်းမဆိုလို့ရှိရင် one ready တက်စာရင် odi ကကတက်ပြီးတော့ဂိုးသမားကို high pressing ပေးရတယ်တစ်ဖက်အသင်းဂိုးသမား consistent နေဘက်တက်လို့လို့မရအောင်သူတို့ high pressing တက်ပေးတာအဲ့ဒီအပိုင်းမှာအာဆင်နယ်အသင်းရဲ့ coupling လက်ဖြစ်တဲ့ Martin Odegaard က stamina အပြည့်ထုံသုံးရတယ် သူကိုယ်တိုင်တက်တက်တက်ဆိုတဲ့ပုံစံမျိုးနဲ့တက်ပြီးတော့အကုန်လုံးကိုမောင်းနေပြီးတော့ high pressing ပေးတာအဲ့လိုသူ pressing ပေးတဲ့အချိန်မှာတစ်ဖက်ကိုသမားလောင်ဘောကန်တင်မှုရွေးသွားအောင်ကို channel နှစ်ခုလောက်ကိုသူဟပြီးတော့ pressing တက်ပေးရတာ ဲ့တော့တစ်ဖက်ကိုသမားကလောင်မောရိုက်တင်တဲ့ခါမှာ50 50အဓိထားပဲ ADA Jewelry ဆိုအာဆင်နီကဘောလုံး recovery ပြန်လုပ်ဖို့ကောင်းတဲ့အဓိထားဖြစ်သွားပြီ။ကိုင်းနေတယ်တစ်ဆင့်အဲ့လိုမျိုးလောရတဲ့အခါမှာတကယ်တကယ်ကိုကဘောလုံးရပြီတိုက်စစ်ဆုံးသွားမယ် chance တွေ create လုပ်ရမယ် area ထိတ်ကတည်းကကမ်းမဲ့ဆိုတဲ့အချိန်မှာ high pressing တွေတောက်လျှောက်ပေးထားခဲ့တဲ့ Martin Odegaard မှာ stamina အလုံးလုံးမရှိတာလဲပြဿနာတစ်ခုပဲ။ဒီနေရာမှာဘာဒီအိုဒီကိုအပြစ်တရားမှာထက်အိုက်တာရဲ့နီးစနစ်ပိုင်းနဲ့ပတ်သက်ပြီးတော့တချို့အပိုင်းလေးတွေမှာကျွန်တော်ပြုတ်လဲပြင်လဲရှိနေကျင်တာ အာဟီဒါရဲ့နီးစင်းတောင်ဆိုမှုကတော်တော်လေးမြင့်ပါတယ်။တချို့လီဂျန်အောင်ပြောတယ်အာဆင်နယ်မှာတော်ယုံတယုံပလေးယာတွေဝင်ဆော့လို့မရဘူး။ဝင်ဆော့တဲ့ပလေးယာကလည်းအာဟီဒါရဲ့နှစ်ယောက်စာတောင်းဆိုတဲ့လှုပ်အားနှုတ်ကိုဖြည့်ဆည်းပေးနိုင်မှာပုံမှန်ပေါ်ထွက်ခွင့်ရမယ်။အဲ့ဒါတကယ်ပဲအခုဂျူဒီယန်တင်မာရဲ့ဂျူဒီယိုကြည့်လိုက်။ကွင်းလည်းလည်းဝင်ဆော့ရတယ်။ဖူဘက်လည်းဆော့ရတယ်။အိုဘာလုတ်တွေလည်းဝင်ကပချက်အောင်တက်လိုက်ရတယ်။တင်ပါတူးတွေပဲရှိသေးတယ်။လူးဝစ်ကယ်လီဆိုလည်းအတိုင်းပဲ။တစ်ဖက်ပနတိဘောက်စတဲတီပါတိုးဝင်ပြီးဆော့ရတဲ့အထိ။ ကွင်းလေယာပါတီဆိုခန်စစ်ကောကွင်းလေရောအိန္ဒိယထိပ်ကကန်ချက်တီကောဂျူတီတီအကုန်ယူရတယ်။ကဲဒါတော့ကျွန်တော်တွေ့ရှိထားတဲ့အချက်၄ချက်အဲ့တော့ဒီလေးချက်ကနောက်ွက်မှာဘေးထွက်ဆူဂျူးလေးတွေကဘာတွေဖြစ်လာလဲဆိုတော့အာဆင်နယ်သင်းရဲ့ကပတိန်မာတင်အိုဒီကက်နေနဲ့ decision making တွေမပြတ်သားတော့တာပြောရမယ်ဆိုရင်အရှိမတိုက်ဆက်ထောင်ကစားသမားတွေကောင်းကောင်းမရှိတဲ့အတွက်ဝင်းကားတွေကောင်းကောင်းမရှိတာဖြစ်တဲ့အတွက်ပေးပို့ရမယ့် decision making တွေမှာမှားလာတာတခါကျရင်မာတင်နယ်လီကလက်ထောင်ပြီးတော့ပြိုင်ဘက်ကဘလိုင်းကို ပြေးထွက်ဖို့ပုံစံစူးစမ်းတဲ့အခါမှာသူပြေးဖို့မုံမရဖြစ်လိုက်တဲ့အခါမှာလူကျုံသွားနိုင်လောက်တဲ့မူမှန်ကြီးရှိသွားတယ်လူကျုံမှာဆိုလို့မပေးမပေးတော့ရှေ့မရောက်ရှေ့မရောက်တော့တစ်ဖက်ကပရက်ဆင်လုပ်တဲ့အခါမှာနောက်ကိုပြန်ပေးနေမာရင်အိုဒီဂက်စီကဘောလုံးတော်တော်များနောက်ကိုရောက်သွားတယ်အဲ့ဒါပါလေအရှိကိုပေးရလောက်တဲ့ quality player မရှိတဲ့အတွက် coupling ကိုယ်တိုင်ကလည်းသူ့ကိုယ်သူယုံကြည်မှုမရှိဘူးနောက်ပဲပြန်ပေးဖို့ရွေးချယ်လိုက်တယ်ကျွန်တော်က PSP အသင်းနဲ့ပွဲစဉ်မှာ Color Fury ရဲ့လမ်းကြောင်းလေးကိုခင်းပစ်လိုက်တဲ့ Martin Odegaard လို့ pass မျိုးတွေအများကြီးမြင်နေတာဒါပေမဲ့ Arsenal အသင်းရဲ့ striker zone မှာဆော့တဲ့ကစားသမားတွေ foul line မှာဆော့တဲ့ကစားသမားတွေကမာတီအဲ့ပြောမယ်ဆိုရင် color fury လိုမျိုး PSV အတင်းတဲ့ပွဲစဉ်မှာ9-6မြောက်ဂိုးကိုသွင်းတဲ့ပုံစံမျိုးပြေးထွက်ကြတာကြီးအရန်ရှားတယ်ပြေးမယ်ဆိုလို့ရှိရင်တော့ပြေးရတဲ့ player ရှိမှသူကလည်းခင်းလို့ရမှာကျွန်တော်ကအဲ့လိုအလုံးမျိုးမာတီအိုဒီကိုပေးစီခြင်းနဲ့ဆိုရင်မဲ့ဒါမျိုးအငဲနန်းအတိဖြစ်ဖြစ်နဲ့ပြေးတာကဟာဘက်ပြီးနောက်ပိုင်းမှာဘသူရှိတော်လို့လေအတင်းမှာအဲ့ဒါလည်းတပိုင်းပေါ့လေအဲ့တော့ free kick တွေမျောလင်းလို့မရတာလည်းတပိုင်းရှိတယ် ဟိုတနေ့က United နဲ့ပွဲစဉ်မှာဆို Bruno Fernandes က free kick ကနေဂိုးသွင်းသွားတယ်။ကိုရဲလည်းအားကြမခံငါတို့ကပရင်းတော့တခုလုံးနိုင်ကောင်းရဲ့အများကြီးတော့မျှော်လင့်မထားဘူး။ထင်တိုင်းပဲဂိုးမရခဲ့ဘူး။အဲ့တော့ Martin Odegaard နောက်ဆုံးဂိုးကန်သွင်းခဲ့တာက2021 2022ဘောလုံးရာသီမှာဘန်လီအသင်းဘက်ကို free kick ကနေဂိုးသွင်းပြီးနောက်ပိုင်းလက်ရှိချိန်ထိ free kick ကနေဂိုးမသွင်းနိုင်တော့တော်တော်ကြာပြီပြောလို့ရတယ်။ဒါမှမဟုတ် Martin Odegaard နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကမျှော်လင့်ချက်လေးတခုရှိတယ်။ မာနီအိုဒီကအဟောင်းကိုပြန်ပြီးမြင်တွေ့ရဖို့ဆိုရင်စာကပြန်လာမယ့်နေ့ရက်ကလည်းထပ်တူဒီပါအရေးပါတယ်အနောက်မှာဘန်ဝိုက်ပွဲထွက်ဝင်ရမယ့်အသာထားလိုက်ထင်မာရဲ့ quality မာနီအိုဒီကရဲ့ movement နဲ့စာကရဲ့ zone နဲ့ rotation finishing တွေပေါင်းစပ်ဖို့အတွက်ဆိုရင်တော့အရင်မာနီအိုဒီကအဟောင်းကိုပြန်ပြီးမြင်တွေ့ရမယ်လို့ကျွန်တော်ထင်တယ် ကျွန်တော်အဲ့ဒါကိုတော်တော်လေးကိုမျှော်မှန်းထားတာအရင်တော့ကမာတီနယ်လီကိုကောင်းဖို့အတွက်ကာလာဖီယိုရီဝယ်လိုက်တဲ့ဘာညာဒါကဘယ်ချမ်းတစ်ပိုင်းဒါပေမဲ့ညာချမ်းမှာဆိုလို့ရှိရင်တော့စကားပြန်လာရင်အဲ့ဒီ impact ကအိုဒီကအနေနဲ့ပိုပြီးတော့ quality တွေထွက်လာမယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်ကမာနီအိုဒီကကိုအာဆင်နယ်မှာကပ္ပိန်တူးထပ်ပိုပြီးအများကြီးမျှော်လင့်ခဲ့တာအရင်တော့ခြေစွမ်းနေဘာညာပွဲတိုင်းပြနေတဲ့အတွက်မထူး deep player ဒီ quality အမြဲတမ်းပဲအခု declan right ကိုချီးကျူးလို့ကျွန်တော်ချီးကျူးခဲ့တယ်သို့တော့ မာဒီအိုရီဂဲနဲ့ပတ်သက်ပြီးအတိတ်တုန်းကကျွန်တော်တို့အားမလို့အားမရဖြစ်ခဲ့တာကဒိုင်းဒီကိုပရက်ရှာပေးတဲ့အပိုင်းဒီမှာကပရင်တောက်ခဲ့ဂျူဒီနဲ့ပတ်သက်ပြီးအားမရခဲ့တာဒါတွေကကိမ့်မှုတစ်ခုပေါ်ကခရင်ပုံစံမျိုးကျွန်တော်တို့ထပ်ပြီးတောင်းဆိုတဲ့အရာအခုတော့တဖြည်းဖြည်းနဲ့အဲ့ခရင်ကအသာထား ောက်ကကိတ်မှုတောင်မှအရသာမရှိတော့လို့မျိုးခြေစွမ်းတွေကကျလာ။အဲ့တော့သူ့ခြေစွမ်းပြန်ကောင်းဖို့ပဲအဓိကဥတည်နေရတဲ့အချိန်မှာလောဆယ်ကပတိန်ဘသူပေးပါဘာညာဆိုတော့ကျွန်တော်တို့လောဆယ်တော့ခဏမေးထားမယ့်အရာဖြစ်နေပါလေအဲ့တော့မာတင်အိုရီကဲဒီနဲ့ရှေ့200ဒီမှာဘလိုဒီ performance ကြီးကြီးနေလောက်ခဲ့တယ်ကျွန်တော်ပြောလိုက်ရအောင်2020နဲ့2023ဘလုံးရာဒီမှာ48ပွဲကစားထားတယ်15ခုသွင်းပြီးတော့9လုံးဖိုင်ထားတယ်2023 2024ဘလုံးရာဒီမှာ49ပွဲကစားထားတယ်17ခုသွင်းပြီး17လုံးဖိုင်ထားတယ်ဒီရာဒီမှာတော့ ပွဲပေါင်း30ခစားထားတယ်ငါးကိုသွင်းပြီး6လုံးဖိုင်ထားတယ်အရှိယရာသီတွေက record မျိုးတွေပြန်များသေးဘူးဆိုပေမဲ့တခုမမြင်ဖို့လိုတာဒီရာသီမှာ Martin Odegaard ဒီ62ရက်နားထရပြီးတော့73ပွဲလွဲချော်ထားတယ်တရားသူကတော့ဘူကောက်ဆာကဒီလကောင်ဆိုရင်ပြန်လာပြီဆိုတဲ့တင်တက်လာပြီးရဲ့နောက်ပိုင်းမှာ အပျော်ဆုံးကတော့မာတင်အိုဒီကက်ဖြစ်မယ်လို့တော့ကျွန်တော်ကယုံကြည်ထားပါတယ်။အဆုံးထိကြည့်ပြတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။ဒီစီစဉ်လေးကိုဒီကဝင်ကြီးပန်ဝင်ပြီးတဲ့ရှူဘောလုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်။အမှဆော့မယ်ဆိုတော့ Viber ဖုန်းနံပါတ်ကျွန်တော်တို့6096663936တူညောဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရနိုင်မှာဖြစ်လို့ငွေပုံငွေချာရှိမှဘောလုံးပွဲတွေလောက်မှာဘောလုံးပွဲတွေလုံးဝမလုံးတဲ့ဆိုတော့ YouTube မှာကိုထုတ်ပေါ်ရှိုးရေးချပြီးကျွန်တော်ကိုအားပေးလို့ရပါတယ်။ Viber ခွေချကို Sport Internet 93မိတ္တူကိုလည်းကစားလို့ရနိုင်ပါပြီ။